ီပင်ကတော့စူးပြူပင်ပဲဖြစ်ပါတယ်စူးပြူပင်ကအပင်လမ်းမျိုးဖြစ်ပြီးတော့သူ့ရဲ့အပင်ကထွက်တဲ့အစေးနဲ့အခေါက်ကိုစေးဘက်မှာအသုံးပြုကြပါတယ်သူ့ရဲ့ရတာကဖန်ချိုရတာရှိပြီးတော့အေးတဲ့တက်တိရှိပါတယ်ကြေကျက်တဲ့အခါမှာဆက်တဲ့သဘောရှိပါတယ်အပင်ကချိုဖန်ခါရတာရှိပြီးတော့အေးတဲ့သဘောရှိပါတယ်ဒေါရသုံးပါးကိုနိုင်စေပြီးတော့အရွက်ကတော့ဆက်တဲ့သဘောရှိပါတယ်အေးတဲ့သဘောရှိပြီးတော့ အစည်းကတော့ချုပ်တဲ့သဘောရှိပါတယ်ချုပ်စီတတ်ပါတယ်သူ့ကိုအသုံးပြုပေးမယ်ဆိုလို့ရှိရင်တော့၆ထပ်စီတတ်ပါတယ်စင်ကြယ်စီတတ်ပါတယ်ကြည်ကြက်ခဲပြီးတော့မလကိုချုပ်စီတတ်ပါတယ်ခေါင်းမစီတတ်ပြီးတော့တီးကြီးတလိပ်စတာတွေကိုနိုင်စီတတ်ပါတယ်သူမြင့်တဲ့ယောဂပိဝံယောဂနဲ့ချောင်းစုယောဂတွေကိုပျောက်ကင်းစီတတ်ပါတယ် အပင်ငါပြည့်ပြည့်ပြီးတော့မနကိုချုပ်စီတတ်ပါတယ်။ပေဝံယောဂပေဝံယောဂဒူလာတယောဂတွေကိုပျောက်ကင်းစီတတ်ပါတယ်။အယောဂတော့လေတလေးကိုနိုင်စီပြီးတော့ချုပ်စီတတ်ပါတယ်။နှုတ်မြင့်စီတတ်ပါတယ်။ချောင်းစုယောဂနဲ့မြင့်တဲ့ယောဂမျက်စီယောဂစရတွေကိုပျောက်ကင်းစီတတ်ပြီးတော့အယူကျူယောဂတွေကိုလည်းပျောက်ကင်းစီတတ်ပါတယ်။စူးစူပင်ရဲ့အစေးကတိကျနေလေကိုနိုင်စီပြီးတော့ ေဝံယောဂါမိယယောဂါနဲ့အယူကျူးခြင်းတွေကိုပျောက်ကင်းစေတတ်ပါတယ်တွေးရစီခြင်းကိုလည်းရပ်တန့်စေနိုင်တတ်ပါတယ်တွေးရအခောက်ကတော့တွတ်ရှုပ်စေတဲ့သဘောရှိပြီးတော့ပိုးနဲ့အစိတ်ကိုပယ်စေတတ်ပါတယ်ဒါအပြင်ချောင်းစုခြင်းနဲ့ဝမ်းတယောဂါတီးကြီးဖောက်ပြန်ပူလောင်တဲ့ယောဂါမြင့်တရယောဂါတွေနဲ့အနာဘောက်ယောဂါတွေကိုပျောက်ကင်းစေတတ်ပါတယ်ဓာတ်တွေကိုယူစီးခြင်းနဲ့ ရေဖြင်ယောဂဝမ်းမက်ယောဂတွေကိုလည်းတက်တာတောက်ကင်းစီတတ်ပါတယ်စူးပြူပင်ရဲ့အစေးကိုရင်းနဲ့ဖြောတောက်ခဲ့မယ်ဆိုလို့ရှိရင်တော့တိတ်တာရဝမ်းနဲ့တွေးပါတယ်တိတ်တာရဝမ်းတွေကိုပျောက်ကင်းစီတတ်ပါတယ်စူးပြူပင်ရဲ့အစေးကိုအနှဲငယ်အနှဲငယ်စားပြီးမယ်ဆိုလို့ရှိရင်တော့မဒုမေဟလို့ခေါ်တဲ့စီကျူယောဂါကိုတက်တာပျောက်ကင်းစေတတ်ပါတယ်